alla zan pilan shema getta dan yarai chare satena du leye khanga kwe ke along mae mingla ba no chano di ni ma ro အဲ့ဒီ antinolisa ရဲ့ဒီမာလာဆောင်မောင်မလာဆိုတဲ့တချင်းလေးကိုပေါ့နော်ဒီတချင်းလေးရဲ့ဖြစ်ပေါ်လာတဲ့ဇလန်းလေးอ่ะအရင် စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်ဒီမှာအဲ့လိုစိတ်ဝင်စားဖို့ကောင်းတဲ့ဟာကိုအန်ဒီနော်လီစာရဲ့အင်တာဗျူးလေးကိုကျွန်တော်ပြန်ပြီးတော့ဝင်မြပေးပါမယ်နော်အားလုံးပဲတူတူကျွန်တော်တို့ကြည့်လိုက်ကြမယ်နော်ဦးလိုင်ရဲ့ခံစားတင်ပြပါတော့เนาะသူကအဲဒါကတော့တင်ရေနော်သူကမိန်လိုင်းရေးထားတာပေါ့နော်အဲ့အဲ့သူကြောင့်နေလို့သူကကြပြာလဲကြပြာစီရအာဒီမာလာဆောင်ဆိုရရင်သူရဲ့ original country song အဲ့အဲ့တချင်းနေလာမှာယောက်ျားဆိုတာအဲ့ဒါသူကဒီ အဆောင်နေအချင်းလေးထည့်လိုက်တာသူ့ရဲ့ original sound ကတော့နော်နိုင်ငံခြားတခြင်းပေါ့နော်နိုင်ငံခြားတခြင်းလေးဖြစ်တယ်ပေါ့နော်ဒီတခြင်းလေးကိုလည်းကျွန်တော်ချာပြီးတော့တင်ပေးထားတယ်နော် Darling lay down by my side It's a long and lovely night And I'm just a lonely man in town မိမိတငယ်ချင်းမိမိလူအကောင်လေးကကြောက်မဲ့ဆို အဲသူတို့သူတို့တကယ်ဖြစ်ရတယ်ပေါ့နော်တကယ်ဖြစ်ရတယ်ဆိုတော့လေတကယ်စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်တခြင်းလေးတွေအားကြောင့်လဲဒီရှေးတခြင်းလေးတွေကတော့ပြည့်စုံမှုတွေရှိနေတာပေါ့နော်တော်လည်းပြပြမှာအဲ့ကောင်လေးကအာတက်တူចောင်းသားဆိုရင်မင်းစီပေါ့နော်အဲ့ဒါအာလေးလေးကတခြင်းလာလာဆိုတာပေါ့အစာပါအစာမှာဆိုရင်လည်းနေပြတ်သွား ဒါပေမဲ့သူအဲ့လိုပြောက်သွားတယ်ဆိုတာခရီးပဲထွက်သွားတာလားအဲ့လိုပဲထင်တာပေါ့မဟုတ်ဘူးသိသွားတာအဲ့ကောင်မလေးအဲ့တန်လေးဆွဲပြီးတော့နော်သူတချင်းရဲ့ဇလန်းလေးတွေကတကယ်တမ်းရှိခဲ့ခါကျကျွန်တော်တို့ဘယ်ချိန်နားထောင်နားထောင်မရိုးသွားဘူးမနော်ဟုတ်တယ်ခံစားပြီးတော့ကျွန်တော်ပြရတယ်စက်ထားပေါ့မလာဆောင်ပါလာဆိုတဲ့ချစ်သူပေါ့နော်တယောက်တယောက်မျက်လုံးချင်းပဲစကားပြောတာလေ သူကချစ်တယ်ကိုကချစ်တယ်ဆိုတော့မျက်လုံးချင်းပဲစကားပြောအမှကြံခဲ့တာအဲ့ဒါလေးကျွန်တော်တို့မမီခဲ့တဲ့ခစ်ပေါ့နော်ဒီလိုအဆောင်လေးတွေမှာကတာတီးကြတာတော်တော်မိုက်မယ်ပေါ့နော်ပြီးဒီတချင်းလေးတွေကိုပြန်နားထောင်လိုက်ရင်လည်းအဲ့လိုအဆောင်မှာအဲ့လိုကတာသွားတီးရတဲ့မူလေးတွေကလည်းရတယ်ဆိုတော့ဒီတချင်းလေးကဘယ်ချိန်နားထောင်နားထောင်လိုက်နော်တမိုက်ခံစားလို့ရရင်ကောင်းတယ်ပေါ့နော် na zaukila shibe Nam lara shudai ati bo Chim ma la zaukila shima Pom lara bone sa Gitta နီနိုလီဇာဆိုသွားရလဲမှာရနော်ဒီမှာအသက်ကြီးပဲမလဲဆိုသွားတာတော်တော်ကောင်းတော့မယ်ပေါ့နော်ဒါပေမဲ့ခုချိန်မှာတော့အနီနိုလီဇာလည်းမရှိတော့ပါဘူးပေါ့နော်ကောင်းရနေရဌာနတစ်ခုမှာရောက်ရှိနေမယ်လို့လည်းထင်ပါတယ်အားလုံးပဲဒီနေ့ဒီဆက်မှုလေးကတော့ဒီလောက်ပါပဲနော်နောက်ထပ်ဒီလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုသိရှိချင်တယ်ဆိုရင်လည်းကျွန်တော်ရဲ့ CC Bar Entertainment YouTube channel, Facebook page နဲ့ဒီ TikTok account တို့ကို follow လေးလုပ်ထားပေးဖို့လည်းတောင်းဆိုချင်ပါတယ်နော်ကျေးဇူးများတင်ပါတယ်အားလုံးပဲချစ်ချင်းမြတ်တာဖြင့်ငြိမ်းချမ်းကြပါစေနော်